လုံးမင်္ဂလာပါကျွန်တော်ဆက်ရုံမှာကြွေတယ်ညနေစာပါဒီတစ်ခေါက်ထမင်းလေးကောင်းနေပါတယ်အကျွန်တော်ဆက်ရုံမှာညနေစာဟင်းအရင်ကောင်းပါတယ်အကျွန်တော်ရှေ့မှာထမင်းခူးနေတာကတော့မြန်မာကူကြီးပါရပါဒီနေ့ကြွေတဲ့ဟင်းချော်တော့ငါဖောင်းဆန်ဟင်းချော်လေးပါအကျွန်တော်ငါဖောင်းဆန်လေးကျွန်တော်ပို့ယူပါမယ်ဒီထက်မှာဘာသူ့ရဲ့ရတာတော့သူကပဲငပြည့်ရတာလေးနေပါတယ် ီတော့ငါးပေါင်းဆက်ရင်ကျွန်တော်ပို့ထည့်ပါမယ်ဘယ်ဘာဟင်းချိုတွေတောက်ကျင်ကြတယ်ပေါ့ကိုရီးယားမှာသမင်းကျွရင်ဟင်းချိုအများတိုင်းပါပါတယ်ပြီးဒီနေ့ကျွန်တော်ဆိုင်မှာကျွေးတဲ့အသားဟင်းဟာစစ်သားဟင်းပါကျက်တော့အာလူရဲ့မုံလောက်ဦးအနီရဲ့ချစ်တာတော့ပါ။အဒီရီရန်စကောင်းပါလေ။သူ့ရဲ့ရသာသူကကိုရီးယားဝက်သားခင်မှာတုံးတဲ့ရသာလိုမျိုးရပါလေ။ အလေးရေးဆောက်လို့ရန်ကောင်းပါလေကျွန်တော်အသားလေးအများကြီးထည့်ခဲ့ပါလေဒါတော့မုံလုံးအချိန်လေးပါ မုံလုံးအချိန်လေးကိုကျွန်တော်နည်းနည်းပဲယူပါမယ်အပြင်ဒီဖက်မှာတော့နန်းရွက်ပါနန်းရွက်ဆိုတော့ပဲငယ်ပဲလေးနဲ့ပြန်လုပ်ထားတာပါသူ့ရက်တော့ချူချူလေးနဲ့နေပါတယ်အပြင်ဒီမှာတော့ကော်ပြတ်လေးကြော်ပါကျွန်တော်မြမာမာကြော်တဲ့ဒီကော်ပြန်လေးရပါနဲ့ဆင်ပြပါလေ။ဒါတော့ဝတ်တာပြကြော်လေးမှာဝတ်တာပြကြော်ကိုနှစ်ပြားယူပါမယ်။ ဲကျွန်တော်ခေါ်ပြန်လေးကြော်လေးနည်းနည်းထပ်ထည့်ပါမယ်အပြင်ဒီလေးတော့တော့ဝတ်တာပြားနဲ့စားလို့ရတဲ့အခြေအနေပါ အပြင်ဆလတ်ရွေးနေတဲ့အကျူးပါလေဒါဆလတ်ရွေးရင်ကော်ပီထုတ်ရတဲ့ခွားပြီးရပါအဒီလေးကျွန်တော်ပို့ယူပါမယ်အပြင်သူနဲ့တွဲပြီးစားလို့ရတဲ့ဒါအခြေအနေပါတော့မကြည့်သေးရတာထွက်ပါတယ် အိုးတောက်ဆုံဝိုင်းကကျွန်တော်ထိုင်နေကြနေရာလေးကိုသွားပါပါဒီနေ့ညနေစာဓမင်းစာခန်းထဲမှာဓမင်းစာသမားနေပါတယ်အားကျွန်တော်ဒီဝိုင်းမှာပဲထိုင်လိုက်ပါမယ်ဒါမြန်မာကိုကြီးနဲ့အတူတူထိုင်စားလိုက်ပါမယ်နောက်တော့ကျွန်တော်ခုနထဲလာတဲ့ဓမင်းနဲ့ဟင်းလေးတွေပါအဲကျွန်တော်စစ်သားရင်ခံလာတာစစ်သားတွေအများကြီးပါပဲစစ်သားဟင်းတွေပါကိုရီးယားမှာတော့ဟင်းချင်းရေတော့စီနည်းနည်းနဲ့ချစ်ပါတယ်ဒီတစ်ခါတော့စီနည်းနည်းလေးပုံထည့်ပြီးတော့ချစ်ထားပါတယ် ဘုံလုံးအခြေအနေတွေပါအဲ့ဒီကော်ပြန်လေးကြော်လေးကျွန်တော်အရင်ချိန်ပါတယ်ကြော်ကြော်လေးနဲ့အရင်ဆက်ကောင်းပါပါအဲ့ကြော်တစ်ခုလောက်စားကြည့်ပါမယ်စားလို့ရန်ကောင်းပါလေတော့တော့ဝတ်သားပြကြော်လေးပါဆိုပေါင်မုံ6နေနဲ့ကြော်လာတာပါအဲ့ကျွန်တော်ဟင်းချိုလေးနည်းနည်းခက်ပြပါမယ်အဒီရလေးကတော့ငါးဖောင်းဆန်လို့ကျွန်တော်ခင်ပါတယ်။မားချိန်နဲ့မားနေနေပါတယ်။ စားလို့ရန်ကောင်းပါနဲ့။မဟင်းချူတွေချစ်တာတောင်းစီစံနေပါ။ဒီမှာကျွန်တော်အရွက်တွေလည်းအများကြီးထည့်ခဲ့ပါဗါလေ။ဒီနေ့သမင်းလေးလည်းကောင်းနေပါလေ။ဒါကျွန်တော်ဆေးရုံမှာကျွေးတယ်ညနေစာပါ။ညနေပိုင်းဆိုရင်သမင်းစားရင်တော့လက်မှတ်လေးထိုးရပါလေ။ဒီမှာချက်သားတွေပဲအများကြီးခဲ့ပါဗါလေ။ဟုတ်စားနေကြတယ်ပါ။စားလို့ရန်ကောင်းပါလေ။ အကျွန်တော်သမင်းလေးနဲ့စစ်သားလေးနဲ့စောက်ပါဦးမယ်။အလုပ်ပဲကျွန်တော်နဲ့အတူတူသမင်းလေးလိုက်စောက်ကြပါဦး။စစ်သားဟင်းအလုပ်ဟင်းနဲ့ချစ်စာကြည့်ပါ။ရန်စောက်လို့ပါပါတယ်။ကျွန်တော်ရှေ့ကကိုရီတော်စောင်းနေပါပြီ။ဒီနေ့ကတော့ဟင်းနဲ့အဆုံးပါပဲ။အလုပ်ပဲကောင်းမွန်တဲ့ညလေးဖြစ်ကြပါစေ။